ခုကျန်ပါရတော့ဆာလာနံပါတ်69ဖြစ်ပါတယ်။အခန်းကြီး69အငယ်1မှ4အကျွန်ုပ်ကိုကယ်ယူတော်မူပါဖျာ။ရေဒီအကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင်ရောက်ပါပြီ။ခြေနင်းရာမရှိ။နက်လှသောရွှွန်ထဲမှကြုံပါပြီ။လှိုင်းတဘူလွှမ်းမှုရာနက်သောရေထဲသို့ရောက်ပါပြီ။အော်ဟစ်၍ပင်ပန်းပါပြီ။လေချောင်း၆ပါးပြီကျွန်ုပ်ဤဖျားသခင်ကိုကျွန်ုပ်မျှော်ကြည့်ပြီမျက်စိ ြက်ပါပြီအကြောင်းမရှိဘဲအကျွန်ုပ်ကို မုံသောသူတို့သည်အကျွန်ုပ်၏သပင်ထက် များကြပါ၏မဟုတ်မမှန်ဘဲအကျွန်ုပ်ကို ရံပဲ့ပြု၍ဖျက်စီးသောသူတို့သည်ခွန်အားကြီးကြပါ၏ထိုအခါကျွန်ုပ်သည်မယူသောဥစ္စာကိုပင်ပြန်ပေးရပါ၏အငယ်၅မှ၆အိုးဖျားသခင်အကျွန်ုပ်မိုက်ရှင်းအမှုကို ကိုတော်တည်တော်မူ၏ကျွန်ုပ်၏အပြစ်တို့ကိုရှေ့တော်၌ကြွက်၍မထားရပါ ကောင်းကင်ဘုခြေတခင် အရှင်ထာဝရဘုရားကိုရောကိုမျှော်လင့်တော်သူတို့သည်အကျွန်ုပ်အကြောင်းကြောင့်စိတ်မပြတ်ကြပါစေနှင့်ဣဒေလအမျိုး၏ဘုရားသခင်ကိုရောကိုရှာတော်သူတို့သည်အကျွန်ုပ်အကြောင်းကြောင့်ရှက်ကြောက်ခြင်းသို့မရောက်ကြပါစေနှင့်အငယ်ခုနှစ်မှဆက်နှစ်ကိုရောအတွက်အကျွန်ုပ်သည်ကဲ့ရဲ့ခြင်းကိုခံရပါ၏အကျွန်ုပ်မျက်နှာသည်ရှက်ခြင်းနှင့်ပြည့်စုံပါ၏ ကိုယ်ဤကိုတို့တွင် လူစိမ်းဖြစ်ခဲ့ပါပြီ။တမိကြီးသောပေါ့ဖော်တို့တွင်တကြွန်တနိုင်ငံသားဖြစ်ခဲ့ပါပြီ။ကိုရောဤအိန္ဒိုနိုက်ဆွဲလန်းပူပခြင်းစိတ်သည် အကျွန်ုပ်ကူစားပါ၏။ကိုရောကိုကဲ့ရဲ့သောသူတို့ဤစကားသည်အကျွန်ုပ်အပေါ်သို့ရောက်ပါ၏။အကျွန်ုပ်သည်ငိုကြွေး၍စိတ်နှလုံးပါလျက်အစာရှောင်သောအကျင့်ကြောင့်ပင် ကဲ့ရဲ့ခြင်းကိုခံရပါ၏။ရှောတေဝုကိုဝတ်တော်ခါ သူတို့သည်တယောတက်ကြပါ၏ရုပ်၌ထိုင်သောသူတို့သည်အကျွန်ုပ်တစ်ဖက်မှပြောဆို၍တေတောက်ကျူးသူတို့သည်အကျွန်ုပ်ကိုအကြောင်းပြုလျက်တီးဖွဲ့၍ဆိုတက်ကြပါ၏အငယ်73မှ75အိုးထာဝရဘုရားအကျွန်ုပ်မူကားမင်္ဂလာအချိန်ကာလ၌ကိုရော့ကိုဆုတောင်းပါ၏အိုးဖျားသခင်ဂိူနာတော်ကျွယ်ဝသည်နှင့်အညီ ကယ်တင်တော်မူခြင်းတစ္ဆာအတိုင်အကျွန်ုပ်စကားကိုနားထောင်တော်မူပါအကျွန်ုပ်ကိုရှွန့်လဲကကယ်နှုတ်တော်မူပါ နစ်စေတော်မူမူပါနှင့်အကျွန်ုပ်ကိုမုံသောသူတို့လက်မှ၎င်း net သောရေထဲက၎င်းလွတ်ပါစေသောရေထ၍မလွှမ်းပါစေနှင့်နည်းနည်းရ၌မမြုပ်ပါစေနှင့်အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်ငယ်၁၆မှ၂၀ ိုထာဝရဖျားယေရှုပြုကျင်သောစေတနာတော်သည်ကောင်းမွန်သောကြောင့်အကျွန်ုပ်စကားကိုနားထောင်တော်မူပါစုံမဲ့တော်မူခြင်းကုဏာများပြားသည်နှင့်အညီအကျွန်ုပ်ကိုမျက်နာပြုတော်မူပါကိုတော်ဤကြုံမှမျက်နာတော်ကိုလွှဲတော်မူမူပါနှင့်ဘေးရောက်ပါပြီအလင်းမြန်နားထောင်တော်မူပါအကျွန်ုပ်၏အသက်ဝိညာဉ်သို့ချဉ်းကပ်၍ရွေးတော်မူပါ ရန်သူများရှိကြောင်းကိုထောက်၍ချမ်းသာပေးတော်မူပါအကျွန်ုပ်ခံရသောကဲ့ရဲ့ခြင်းအရှက်ကွဲခြင်း အတရေပြက်ခြင်းတို့ကို ကိုတော်သည်တည်တော်မူ၏ကျွန်ုပ်ဤရန်သူအပေါင်းတို့သည်ရှေ့တော်၌ထင်ရှားလျက်ရှိကြပါ၏ကဲ့ရဲ့ခြင်းအပြင်အကျွန်ုပ်သည်စိတ်ပြည့်၍အလွန်ပူဆွေးခြင်းရှိပါ၏တနာသောသူကိုကြည့်၍မမြင်တက်တာစေသောသူကို ရှာ၍မတွေ့ရပါ အငယ်27မှ29အကျွန်ုပ်စားစရာဘူးဈေးကားကိုကျွေးကြပါ၏ရင်ငတ်သောအခါပုံရည်ကိုတိုက်ကြပါ၏သူတို့စပွဲသည်သူတို့ရှေ့မှကြော့ခွင်းတော်၎င်းခံတိုက်သောအပြစ်တော်၎င်းထောင်ချောက်တော်၎င်းဖြစ်ပါစေသူတို့သည်မမြင်နိုင်အောင် မျက်စိကွယ်ပါစေသူတို့ခါသည်လည်းအစင်တုံပါစေ သူတို့အပေါ်မှာအမျက်တော်ကိုတွန်းလောင်းတော်မူ၍အမျက်တော်အရှိန်သည်သူတို့ကိုမှီပါစေသူတို့နေရာအရက်သည်လူစိတ်ဉဏ်ရာအရက်ဖြစ်ပါစေသူတို့အိမ်၌နေတော်သူမရှိပါစေနှင့်အကြောင်းမူကားသူတို့သည်ဒဏ်ခတ်တော်မူသောသူကိုညှင်းဆဲကြပါ၏နာစေတော်မူသော သူတို့ကိုထတ်၍နာစေကြပါ၏သူတို့အပြစ်၌အပြစ်ကိုထတ်၍ပေးတော်မူပါ ကုသိုလ်တော်နှင့်မဆိုင်ကြပါစေနှင့် အသက်ရှင်သောသူတို့စီး၌သူတို့နာမည်ကို ခြေ၍ဖြောက်မှတ်သောသူတို့နှင့်အတူမရေးမမှတ်ပါစေနှင့် အကျွန်ုပ်မူကားဆင်းရဲညူညင်ပါ၏။အိုဖျားသခင်ကဲတင်တော်မူခြင်းကျေးဇူးသည် အကျွန်ုပ်ကိုချီးမြှင့်ပါစေတော်။အငယ်36 ငါဒီဖျားသခင်ဤနာမတော်ကိုထောမနာတည်ခြင်းဆိုမိကျေးဇူးတော်ကိုပြ၍ဘုရားသခင်ကိုချီးမွမ်းမိဒါဝရဖျားသည်ဂျိုးနှင့်၎င်းခွာနှင့်၎င်း ပြည့်စုံသောနွားလားကို နှစ်သက်တည်တဲ့ထိုအချင်းကိုတာ၍နှစ်သက်တော်မူလိမ့်မည်နှိမ့်ချသောသူတို့သည်မြည်၍ဝမ်းမြောက်ကြလိမ့်မည် ဖျားသခင်ကိုရှာသောသူတို့၏စိတ်နှလုံးသည်အားပြည့်လိမ့်မည်။ဒါဝရဖျားသည်ဆင်းရဲသောသူတို့၏စကားကိုနားထောင်တော်မူ၏။အချုပ်ခံရသောမိမိလူတို့ကိုမချီမဲ့မြင်ပြုတော်မမူတံ။ကောင်းကင်မြေကြီးသမုတ်တရားတို့နှင့်တကွအရရ၌ကျင်လည်သောသရဝါအပေါင်းတို့သည်ဖျားသခင်ကို ချီးမွမ်းကြပါစေသော။ဖျားသခင်သည်ဇီးအုံမျိုးကိုစောင့်၍ယူဒမျိုးတို့ကို ပြုစုတော်မူသည်ဖြင့် ထိုသူတို့သည်နေ၍ပိုင်ရကြလိမ့်မည်ကျွန်တော်မျိုး၏သားမြေးတို့သည်ထိုမြို့ကိုအမွေခံရ၍နာမတော်ကိုချစ်တော်သူတို့သည်နေရာကြရကြလိမ့်မည်ထေကျွန်တော်နောက်ကျမ်းပိုက်ပါပြန်တယ်နော်ဘိုင်ဘိုင်